အမေရိကန်အစိုးရဝန်ကြီးတဦးရဲ့လက်ကမ်းအိတ်ဟာအလစ်တုပ်ခိုးယူတာခံခဲ့ရကြောင်း သိရပါတယ်။အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးခရစ်စတီနိုအမ်ကဝါရှင်တန် DC မြို့တော်စားတောက်ဆိုင်တစ်ခုမှာသူ့ရဲ့လက်ကမ်းအိတ်ခိုးယူတာ ခံခဲ့ရကြောင်းအတည်ပြုပါတယ်။ April 20ရက်နေ့ညပိုင်းကစားတောက်ဆိုင်တစ်ခုထဲမှာလက်ကမ်းအိတ်အလစ်တုပ်တာခံခဲ့ရကြောင်းနောက်ရက်အင်ဖြူတော်မှာနိုအမ်ကသတင်းထုတ်တွေကိုပြောပြခဲ့တာပါ။အဲ့ဒီကိစ္စကိုမဖြေရှင်းနိုင်သေးဘူးလို့လဲဝန်ကြီးကဝန်ခံပါတယ်။ ဝန်ကြီးရဲ့လုံခြုံရေးကိုတာဝန်ယူရတဲ့အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအေဂျင့်တွေက လုံခြုံရေးကင်မရာမှတ်တမ်းတွေကိုပြန်ဆက်ပြီးအလစ်တုပ်သူကိုစုံစမ်းရှာဖွေနေတယ်လို့ဆိုပါတယ်။ Capital Burger စားတောက်ဆိုင်မှာနှာခေါင်းစီးမျက်နှာဖုံးဝတ်ထားတဲ့လူဖြူအမျိုးသားတစ်ယောက်ဟာဝန်ကြီးရဲ့လက်ကမ်းအိတ်ကိုခိုးယူပြီးစားတောက်ဆိုင်ကနေ ထွက်ခွာသွားတာကိုစစ်ဆေးတွေ့ရှိထားပါတယ်။အိတ်ထဲမှာတော့ နိုအမ်ရဲ့ရင်မောင်းလိုက်စင်အိမ်သော့ဆေးဝါးတချို့ပတ်စပို့ဝန်ကြီးဌာနတစိ့မိတ်ကပ်အိတ်ချက်လက်မှတ်အလွတ်တွေအပြင်ငွေသားဒေါ်လာ3000လောက်ပါသွားကြောင်း သိရပါတယ်အခုအခါမှာတော့ရဲတွေကနိုအမ်ရဲ့ငွေစည်ရင်းတွေကနေမူမှမှန်တဲ့ထုတ်ယူသုံးစွဲမှုတွေရှိနေသလားဆိုတာကိုလည်းလိုက်လံစစ်ဆေးနေပါတယ်ဒါဟာလုံခြုံရေးရှုထောင့်အရာကြီးကြီးမားမားစိုးရိမ်စရာဖြစ်နေကြောင်းထောက်ပြမှုတွေလည်းရှိနေပါတယ်ရှင်